တတိယရန်မြန်မာစာမှာကြောင်ကလေးရွှေဝါပုံမြင်ကလေးကိုပြပြပေးမယ်နော်တခါတော့ငါရွှေဝါဆိုတဲ့ကြောင်လေးတကောင်ရှိတဲ့ကွယ်ရွှေဝါလေးကလိန်မာတော့သူ့တခင်ကသူ့ကိုအယံချစ်တာပေါ့ ရွှေဝါကလေးကလည်းသူဘိုက်စားတဲ့အခါတိုင်းခေါင်းလေးနဲ့အမြဲတမ်းဝှေ့ပြီးတော့သူ့တခင်ကိုအစာတောင်းတဲ့။အေးပါရွှေဝါရဲ့ကျွေးမယ်ကျွေးမယ်ခဏလေးနော်။ရွှေဝါကအဲ့လို သူစားကျင်တာတွေကိုအချိန်မှန်စားရတော့ခြားကြောင်လေးတွေလိုအစာမရှာတတ်တော့ဘူးပေါ့။ရွှေဝါမှာတော့သူအရင်ချေရတဲ့ငညိုးဆိုတဲ့တငယ်ချင်းကြောင်လေးတကောင်ရှိတဲ့။ငညိုးကတော့တခါတလေရောက်လာတတ်ပြီးရွှေဝါကိုစကားလာပြောတဲ့။ရွှေဝါကလည်း သူ့မှာရှိတဲ့အစာမှန်သမျှကိုသူ့ရဲ့တင်ငယ်ချင်းကိုနှမျောပဲကြွေးတော့တာပေါ့။မညူကတော့သူ့ရဲ့တင်ငယ်ချင်းကိုကျေးဇူးတွေတင်းပြီးတော့အစာရှတ်တတ်အောင်ကူညီပြီးတော့တင်ပေးပင်လို့ပြောတဲ့အခါရွှေဝါကတော့သူ့မှာအစာစာတွေကပေါများလွန်းလို့မညူစကားကိုညင်းလိုက်တာပေါ့။ဒီနေ့မှာတော့သူ့ရဲ့တခင်လေးကရွှေဝါကိုသူခီးထွက်ရမယ်ဆိုတဲ့အကြောင်းကိုပြောတယ်။ရွှေဝါကြီးငါခီးသွားရတော့မယ်။မင်းမှာတငယ်ချင်းရှိနေပြီဆိုတော့ ငါမရှိတဲ့ရက်ဒီမှာလဲသူနဲ့အတူတူအစာရှာစားနော်နောက်တနေ့မှာတော့ငညူကရောက်မလာခဲ့ဘူးတဲ့ဒီလိုနဲ့အချိန်ကြာတော့ကြောင်ကလေးရွှေဝါဟာဗိုက်စာတော့တာပေါ့အဲ့ဒီအချိန်ကျွတ်ကလေးတကောင်လှမ်းမြင်လိုက်တဲ့အခါမှာရွှေဝါကကျွတ်ကလေးကိုခုံအုပ်ပြီးတော့ဖမ်းလိုက်တော့တယ်ဒါပေမဲ့ကျွတ်ကလေးဟာအပြေးမြန်တော့ရွှေဝါခင်ဗျာအားလုံးပြီးတော့ကြာသွားတာပေါ့ဒီလိုနဲ့တဖြည်းဖြည်းနေလာတဲ့အခါမှာရွှေဝါကသူ့ရဲ့သခင်ကို ိုးပြီးတော့တနေတော့တာပေါ့အဲ့ဒီအချိန်မှာပဲငင်ညူဟာရွှေဝစီကိုရောက်လာတော့တယ်ငင်ညူဟာသူ့မှာပါလာတဲ့အစားတွေကိုရွှေဝကိုတဝက်ခွဲပြေးလိုက်တာပေါ့အဲ့ဒီနောက်မှာတော့ရွှေဝနဲ့ငင်ညူတို့ဟာပျော်ပျော်ရွှင်ရွှင်နဲ့ကစားနေပါတော့တယ်သားတို့သမီးတို့လည်းပုံပြင်ကလေးကိုခံစားပြီးမိမိကိုယ်ကိုအားကိုးတတ်ပြီးအခက်အခဲတွေကြုံလာတဲ့အခါမှာလေရင်ဆိုင်ဖြစ်ချင်းတတ်တူတူဖြစ်အောင် ေးထိုင်ကြရမယ်နော်မင်္ဂလာပါတားတို့သမီးတို့ရေတီချဲကတော့တားတို့သမီးတို့ဒီနေ့ကစားစရာအယုတ်ကလေးတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးပြီးတော့အယုတ်ကလေးတွေရဲ့အကြောင်းပြောပြခြင်းနဲ့နားထောင်ကြရမယ်နော်စာပိုက်ကိုတီချဲကဖတ်ပြမယ်ဖတ်ပြီးတော့စာပိုက်ပါအကြောင်းအရာလေးတွေကိုပြောပြမယ်နော် ခက်ခဲတဲ့စကားလုံးလေးတွေကိုလည်းမြင်သားပြီးမှတ်ထားကြမယ်နော်ဒီချက်ကအရင်ဖတ်ပြမယ်စာပိုက်ဆိုတာကို ဖတ်တဲ့အခါမှာဘယ်လိုလေးဖတ်ရမလဲဆိုတာလေးကိုသားတို့သမီးတို့ပြောပြမယ်မြမရိုးရာကစားစရာ ကျွန်တော်တို့ဒီဖျားပွဲတော်တို့သွားပါသည်အဲ့တော့ကျွန်တော်တို့ဒီကစကားစုလေးတစုနဲ့ဖျားပွဲတော်ကိုသွားပါသည်ဆိုတဲ့စာကြောင်းလေးဆုံးသွားရင် ပုံမှတ်ကလေးကိုထည့်ပေးရတယ်နော်ပွဲစီ အလွန်စီပါသည် ဈေးသို့ရောက်သောအခါမြမရိုးရာကစားစရာများကို တွေ့ရပါသည် ထိုကစားစရာများသည် အလွန်လှပ၍နှစ်သက်ဖွယ်ကောင်းပါသည်တီချယ်တို့မြမလူမျိုးတွေမှာရိုးရာကစားစရာတွေအများကြီးရှိပေမဲ့ဒီနေ့တီချယ်ကတော့ရှွန့်ဆက်ကူတက်တာအဝိဆဝါနဲ့ပြုတ်လုထားတဲ့အယုတ်ကလေးတွေအကြောင်းကိုတင်ကြားပေးမယ်နော်ရှွန့်ဖြစ်ပြုတ်လုထားတဲ့အိုးဘုတ်ဂျိုးယုတ်ငှဲ့ယုတ် နွားယူကလေးများမှာချစ်စရာအလွန်ကောင်းပါသည်အဲ့တော့သားတို့သမီးဟာရှုနဲ့ပြုလုပ်ထားတဲ့အိုးဘုတ်ဂျိုးယုတ်ငှဲ့ယုတ်အဲ့ဒီနွားယုတ်တဲ့အမျိုးအစားလေးတွေကွဲပြားသွားရင်စာဖတ်တဲ့အခါမှာရောရေးတဲ့အခါမှာရောပုတ်ကလေးနော်တချောင်းကိုထည့်ပေးရတယ်စာချောင်းဆုံးသွားရင်ချစ်စရာကောင်းလာပါသည်ဆိုတာလေးကိုတော့ပုံမှန်ထည့်ပေးရတယ်ရှုဆိုတာက မြေချောင်းကမ်းမတွေကရတဲ့မြေစည်းတစ်မျိုးပဲအဲ့ဒီမြေစည်းကကိုရယူပြီးတော့တီချဲရိုးရဲ့မြန်မာလူမျိုးတွေကလိုရကစားစရာအယုတ်ကလေးတွေကိုလုပ်ကြတယ်အင်းဒီပုံလေးကတော့အိုးဘုတ်ကလေးပေါ့အိုးဘုတ်ကလေးကိုလည်းပုံစံအမျိုးမျိုးနဲ့ပြုလုပ်ထားတော့သားတို့သမီးတို့တွေ့တယ်နော်ဒီပုံကလေးကတော့ဂျိုးယုတ်ကလေးပါဂျိုးယုတ်ကလေးကိုမှုတ်လိုက်တဲ့အခါမှာဂျိုးပူတန်လေးတွေထွက်လာတဲ့အတွက်ကြောင့်ဆော့ကစားရတာပျော်စရာကောင်းပါတယ်နောက်တစ်ပုံကတော့ငှဲ့ယုတ် နွားယုတ်ဒီယုတ်ကလေးတွေကတော့ချစ်စရာကောင်းပါတယ်စာပိုက်ကလေးတခုကိုဒီချဲဖတ်ပြမယ်စက်ကူဖြစ်ပြုတ်လုထားသောဈေးခွက်ယုတ်ပုတ်ကလေးဖိုးဘွားယုတ်နဲ့ပြစ်ဒေါန်းအောင်ယုတ်တို့ကိုလည်းပွဲစည်းမှာတွေ့ရပါသည်စာချောင်းဆုံးသွားရင် ပုံမှန်ရွှေရောင်ဝင်းနေတဲ့ဈေးခွက်ယုတ်ကြီးမှာမျက်သက်စရာအလွန်ကောင်းပါတယ်စာချောင်းဆုံးသွားရင် ပုံမှန်မျက်နှာဝိုင်းဝိုင်းနဲ့ပြစ်ဒိုင်းအောင်ယုတ်ကိုကျွန်တော်တို့ အလွန်သဘောကျပါသည်ဆိုရဲစာကြောင်းလေးဆုံးသွားရင်ပုံမှဆိုပြီးတော့သားတို့သမီးတို့ကပုတ်ကလေးပုံမှတွေနဲ့အတူတူစာပိုက်ကိုရေးသားပြီးတော့ဖတ်တတ်ရမယ်။အဲ့တော့စာပိုက်ရဲ့အကြောင်းအရာကိုဒီချက်ကပြောပြမယ်ဆိုရင်ဇီးခွဲရုပ်ကလေးကြည့်လိုက်ပါဦး။ညအချိန်မှာမအိပ်ဖဲနဲ့မျက်လုံးမြပြူးပြီးတော့ဉာဏ်ပညာရှိတဲ့သူဆိုရင်ဇီးခွဲနဲ့နှိုင်းပြီးတော့ပြောကြရမလား။အော်နောက်တစ်ပုံကိုကြည့်ပါဦး။ ဝဝတုတ်တုတ်နဲ့ချစ်စရာကောင်းတဲ့ဖိုးဘွားရုပ်လေးပေါ့မျက်နှာဝိုင်းဝိုင်းလေးနဲ့အလွန်သဘောကျစရာကောင်းနေနော်နောက်တစ်ပုံလေးကတော့မျက်နှာဝိုင်းဝိုင်းနဲ့ပြစ်လိုက်တိုင်းထောင်နေတဲ့ပြစ်တိုင်းတောင်အယူကလေးပေါ့ကွယ်နော်အဲ့တော့ပြစ်တိုင်းတောင်အယူကလေးတွေကိုလည်းလူတွေကအယံကိုသဘောကျတယ်ဒီချဲတို့လည်းကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ မျက်နှာလေးကလည်းဝိုင်းဝိုင်းလေးနဲ့ပြစ်လိုက်တိုင်းထောင်းနေတယ်ဆိုရင်ဘရောမှာဘဝတစ်ခုမှာလဲမကျသွားတဲ့အယုတ်ကလေးဖြစ်တော့ဒီချဲကအရန်ကိုသဘောကျပါတယ်။နောက်စာပိုက်ကလေးတစ်ခုကတော့တက်သားဖြစ်ပြုတ်လုထားတဲ့အိုးစီကြားရုပ်မြင်းရုပ်တို့ကိုလည်းတွေးရပါတယ်။အဲ့တော့အိုးစီနဲ့ကြားရုပ်ရဲ့အမျိုးအစားကွဲပြားရင်ပုတ်ကလေးချရမယ်။ပြီးတော့မှနှစ်မြင်းရုပ်တို့ကိုလည်းတွေးရသည်ဆိုတဲ့အတိုင်းပဲ။ ဖတ်လဲဖတ်တတ်ရမယ်ရေးလဲရေးတတ်ရမယ်အဲ့တော့ teacher ကအော် OC လေးဒီပုံလေးကိုကြည့်လိုက်ပါအောင် OC လေးကတိလို့ရတဲ့ကစားစရာလေးပေါ့နောက်ကြာယုတ်မြင်းယုတ်ကလေးတွေကိုလည်းတက်သားနဲ့ပြုတ်လုထားတာပါအဝိစနဲ့ပြုတ်လုထားတဲ့မင်းသားယုတ်မင်းသမီးယုတ်ဇော်ကြီးယုတ်ကလေးများကိုစိုင်ကန်းထဲတွင်ချိတ်ဆွဲထားပါသည်ဒီချဲကပြောပြီးပြီးအမျိုးအစားလေးတွေ꿰ပြရင်မင်းသားယုတ်မင်းသမီးယုတ်တွေမှာပုတ်ကလေးတွေကိုထည့်ရမယ် နော်ထည့်ပြီးတော့မှစာချောင်းဆုံးရင် ပုံမှန်အဲ့တော့သားတို့သမီးတို့လည်းပုံလေးကိုကြည့်လိုက်ပါဦးမင်းသားနဲ့မင်းသမီးအယုတ်ကလေးကအရန်ကိုချစ်စရာကောင်းတယ်ပြီးတော့အနီရောင်အဝတ်စားလေးနဲ့ဟာစီးကျင်လေးကိုကင်ထားတဲ့ဇော်ကြီးယုတ်ကလေးကိုလည်းတွေ့ရတယ်နောက်စာပိုက်တစ်ခုကိုဒီချဲကဆက်ပြီးဖတ်ပြမယ်ဝါဖြစ်ပြုတ်လုထားတဲ့ပလွေဒါတနတ်တို့ကိုလည်းခင်းကျင်ပြတာထားတာကိုတွေ့ရပါသည်เนาะဒီချဲကနောက်တစ်ခေါက်ပြန်ဖတ်ပြမယ် ဝါဖြစ်ပြုလုပ်ထားသောပလွေဓာတနတ်တို့ကိုခင်းကျင်းပြသထားသည်ကိုလည်းတွေ့ရပါသည်ပလွေဆိုရာလေးကတော့ကြီးလိုက်ပေါင်းသားတို့သမီးရောမှုလို့ရတော့အတန်လေးထွက်တယ်ဆိုတော့ကြိုက်ကြတယ်ဓာဆိုရာကလည်းခုတ်လို့ရတယ်တနတ်ဆိုရာလည်းပြစ်လို့ရတယ်ဆိုတာသားတို့သမီးတို့ကသိပြီးသားပဲเนาะအဲ့တော့သင်ခန်းစာလေးကိုပြောပြီးတော့ဒီချေကဆက်ဖတ်ပြမယ်ကျွန်တော်တို့ဒီထိုအယုတ်များကို အလွန်နှက်သက်ပါသည်ထို့ကြောင့်အယုတ်ဆိုင်မှာ မခွာနိုင်အောင်ဖြစ်နေကြရပါသည် နောက်စာပိုက်လေးတစ်ခုကတော့ဖီဖီနဲ့မိမီတို့ဟာသားတို့သမီးတို့ကစားစရာအယုတ်တွေလည်းမျိုးစုံဝယ်ပြီးမှာပဲအဲ့တော့သားတို့သမီးတို့ဟာကစားစရာအယုတ်ကလေးတွေတဲ့မာမရှွန်းဆက်ကူးတက်သားဝါအဝိစာလေးတွေနဲ့ပြုတ်လုထားတဲ့ရုပ်ကလေးတွေကိုလည်းသားတို့သမီးတို့ကတည်သွားကြပြီ။အဲ့တော့နောက်စာသင်ချိန်ကျရင်ကျန်တဲ့မိကုံးလေးတွေကိုဆက်ဖြေကြမယ်နော်။ Thank <laughs> you.